မန္တလေးတိုင်းမြင်းချက်မြို့နယ်ထဲကကန့်စင်ကျေးရွာကိုစစ်တပ်ကမေလ19ရက်နေ့လယ်ပိုင်းမှာလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ၄ဦးထပ်မံတေဆုံးကဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့မြင်းချက်မြို့နယ်ပကဖတာဝန်ခံကပြောပါရယ်တပ်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဝေးကွာတဲ့ကန့်စင်ရွာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲခဲ့တာကြောင့်အရက်သား၄ယောက်တေဆုံးပြီး၄ယောက်ထပ်မံဒဏ်ရာရရှိထားတယ်လို့သိထားကတပ်ပွဲနေမြေထဲမှာရောက်နေတာကြောင့်အသေးစိတ်မသိရသေးဘူးလို့ဆိုပါရယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေကကိုမြင့်ဆောင်အညာမြေ operation အဖြစ်ပြီးခဲ့တဲ့မေလ15ရက်နေ့ကစတင်ကမန္တလေးတိုင်းတွင်းကမြင်းချံနထိုးကြီးတောင်သာငစုံနဲ့စီမီကုံမြို့နယ်တွေကစစ်ကောင်စီလက်အောက်ခံတပ်စခန်းတွေကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေတာပါမြပြည်မှာတပ်ပွဲတွေပြင်းထန်နေသလိုစစ်ကောင်စီတပ်ဘက်ကလည်းတပ်စခန်းတွေမကြဆုံစေဖို့အတွက်လေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ခုခံနေတယ်လို့လည်းမြေပြင်သတင်းရင်းမြစ်တွေအရသိရပါဗျ။လက်ရှိတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ထိခိုက်သေးဆုံးမှုတွေများသလိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်ကိုဦးကြဆုံးကဒဏ်ရာရရှိသူတွေရှိရလို့တပ်ဖွဲ့ဝင်တွေကတဆင့်သိရပါတယ်ရှင်။